င်္ဂလာပါဒီနေ့ခေတ်လူတတော်များများကစိတ်ဖြစ်စဉ်မှုနာကျင်မှုစိုးရိမ်မှုတွေကိုခံစားနေရပါတယ်အဲ့ဒီလူတတော်များများခံစားနေရတဲ့စိတ်ဖြစ်စဉ်မှုနာကျင်မှုစိုးရိမ်မှုတွေကိုကျွန်မမင်းဆိုင်ကနားမနေအတွင်းချက်ချက်နဲ့နဲ့နီးလဲတစ်ချို့ကိုပေးသွားမယ်ဆိုလို့ရှိရင်ဒီကမက်ဆေ့ချ်ကစိတ်ဝင်စားပါလားပြီးရင်ရောမလားလူတွေကသူတို့ရဲ့စိတ်ဖြစ်စဉ်မှုနာကျင်မှုစိုးရိမ်မှုပေါ်တော့အဲ့ဒီဟာတွေရဲ့ တော်များများကတနစ်တန်ရဲ့အချိန်လေးကိုစိတ်ပြင်းစင်းမှုနာကျင်မှုစိုးရိမ်မှုတွေနဲ့ပဲပုံဆုံးနေတယ်ဆိုတာဒီကမင်းစိတ်ကသိပါလား။အဲ့ဒီစိတ်ပြင်းစင်းမှုနာကျင်မှုစိုးရိမ်မှုအန္တရာယ်ကဘယ်လိုဒီလိုလေးကိုဒုက္ခပေးလဲဆိုလို့ရှိရင်ပြင်းနေပြင်းရတဲ့အဝေးဆုံးနေရာကိုပို့ပေးမှာ။အဲ့ဒီစိတ်ပြင်းစင်းမှုတွေကိုဓာတ်တော့ကဘယ်လိုထွက်နိုင်လဲဘယ်လိုပြန်ကပ်မလဲ လို့ဖြစ်ရှိမလဲဆိုရင်ဒီရဲ့တချို့ကိုသမတ်တာဒီနေ့ပြောပြဆောင်ပါဒီအရာတွေကိုကျွန်တော်ဖြည့်ရှင်းဖို့ဆိုလို့ရှိရင်တော့ ိန်ကဒီနေ့ဗီဒီယို YouTube ဗီဒီယိုလေးကိုပြုလုပ်ပေးပြီးတော့9မိနစ်အတွင်းစိတ်ပြင်းစင်းမှုတွေကိုဘလို့ဖြစ်ဘလို့ဖြစ်ပြအောင်ဘလို့ရောရှာအောင်ဘလို့ပြန်နှံ့အောင်လုပ်ပေးမလဲဆိုတာကိုကျွန်မကပြောင်းလို့သွားပြမှာဖြစ်ပါတယ်။အဲ့ဆိုရင်ဒီဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်ပေါ့နော်။ဒီအီဗင့်တွေအစတမ်းမတွေလူမျိုးတွေစိတ်ပြင်းစင်းမှုနာကျင်မှုစိုးရိမ်မှုတွေကိုခံစားနေရပါတယ်။နော်။ကျွန်မတွေလည်းကျွန်မအမေရော တော့အတိအိမ်မှာရှိတတ်တဲ့လူတွေလည်းအလွာတိအိမ်မှာရှိတတ်တဲ့ဒီအခက်အခဲတွေအတည်းတော့သူတို့ကလည်းအဆက်တန်းအမျိုးမျိုးနဲ့အစင်လိုက်ကိုစိတ်ပြင်းစင်းမှုတွေကိုခံစားနေရပါတယ်အခု TikTok မှာတောင်းနေတဲ့ကျောင်းသားလေးတယောက်ဆိုလို့ရှိရင်ပေါ့နော်သူစာချက်နေရင်လည်းစာမတော်အောင်ထဲမှာမဝင်ဘဲနဲ့ဘာလဲဝင်နေရဲစကားကိုကျမနဲ့အတူလိုက်ကြည့်ကြပါဦး are you at home? You are where are you busy for the school fire? I received the fire invitation shake for my friend yesterday. Sadabu, chacho e, chacho ola malake, sadabu, chacho e. How are you? I hope you are where are you busy for the school fire? I received the uh, if I, I received the fire invitation. <coughs> yeah. How are you? I heard you are. Where are you busy for the school? Where are you? How are you? I heard you are. Where are you busy? How are you? I heard you are. Are you busy for the school fanfare? Are you ready? Cake, call and laugh. see the favorite everybody my friend yes as you are in cray of the event ဟုတ်ကဲ့ပါအဲ့ဒီလိုမျိုးစိတ်နှုတ်ခတ်ပင်းနေတဲ့စိတ်တွေကိုနော်အောက်နောက်ထဲကနေဘယ်လိုရှင်းထုတ်မလဲဆိုတာကျွန်တော်ကနည်းလမ်းတစ်ချို့ကိုအခုပြောပြသွားပြမှာဖြစ်ပါတယ်အဲ့ဆိုတော့ ဒီနည်းလမ်းလေးကိုသိကျင်တယ်ဆိုလို့ရှိရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါအဲ့တော့နည်းလမ်း၁နံပါတ်၁ကတော့ဘာလို့ရမလဲဆိုလို့ရှိရင်အသက်ရှူသွင်းရှူထုတ်လေ့ကျင့်တာဖြစ်ပါတယ်နံပါတ်၂ကတော့ခန္ဓာကိုယ်ကိုစကင်ဖတ်တဲ့လေ့ကျင့်တာဖြစ်ပါတယ်နံပါတ်၃ကတော့ပြန်လည်သုံးသပ်ခြင်းအဲဒီကျင့်စဉ်ဖြစ်ပါတယ်အဲ့ဆိုတော့ဒီ၃ခုကိုဒီမှာကလုပ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်တင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ဒီမှာကိုစလိုက်ကြပါမယ်အဲ့တော့ဒီကကြည့်နေတဲ့ message ကမျက်လုံးလေးကိုမှိတ်လိုက်ပါဟုတ်ပြီမျက်လုံးလေးကိုမှိတ်ပြီး က်ကိုစထောင်းနဲ့ပြင်းစထောင်းနဲ့ရှူရမယ်ပြီးတော့စကားနဲ့ပေါက်ထုတ်ပါမယ်အဲ့ဒါကိုအစင်ဖြစ်စေနောက်တစ်ခုကခန္ဓာကိုယ်ကိုစကင်ထပ်တာဒီလိုနဲ့မျက်လုံးလေးကိုဖိတ်ပြီးခေါင်းကနေပြီးတော့မျက်လုံးနှာခေါင်းပါးစပ်နားလက်ပြင်ဒီအဖုံးလေးတွေအပြင်ကလေးစားပြီးတော့တင်းပစောပေါင်းဒူးကောင်းရှိကလုံးပို့ရှိကွားအထိကိုကျွန်တော်တို့ကအာယုံခံပြီးတော့လုံးဝစကင်ထပ်လိုက်တာအဲ့ဆိုလို့ရှိရင်နံပါတ်1ပြီးတော့ င်ကဘာလုပ်ရမလဲဆိုလို့ရှိရင်ကိုယ့်ကိုယ်ကိုပြန်လဲတုံ့တက်တယ်အရေးကြီးတယ်။ဘယ်လိုတုံ့တက်လဲဆိုရင်မျက်လုံးနဲ့ပြက်ပြီးတော့ကိုယ်မှတ်မိတဲ့အရွယ်ကနေစပြီးတော့ဥပမာ9မိနစ်ကနေမှတ်မိတယ်6မိနစ်က10မိနစ်ကနော်ကိုယ်မှတ်မိတဲ့အရွယ်ကနေစပြီးတော့အခုထိုင်ပြီးဗီဒီယိုကြည့်နေတဲ့အချိန်ခေတ်ကိုကျွန်တော်ကပြန်လဲတုံ့တက်လို့ဖြစ်ပါတယ်။တုံ့တက်တဲ့အခါမှာလည်း9မိနစ်ကနေ10မိနစ်10မိနစ်ကနေ20 20ကနေ30 30ကနေ40 40ကနေ50အခုရောက်နေတဲ့အချိန်အထိအသက်အချိန်အထိကိုပြန်လဲတုံ့တက်ရပါ ည့်မယ်ဆိုလို့ရှိရင်ဒါတွေတုံ့တက်မလဲဆိုရင်ငါးမြင့်မှာကိုယ့်ရဲ့မိသားစုဘဝပေါ့နော်ဒီငွေရည်ကိုတုံ့တက်မယ်ပြီးတော့10နှစ်ဒီမူလတန်းကြောင့်အလယ်တန်းကြောင့်အထက်တန်းကြောင့်တက်ကတော့အလုပ်ခွင့်ရင်နော်ဒီ married life ဆိုရင်လည်းဒီ married life social life စသဖြင့်ပေါ့နော်ကိုရှင်တန်းနေထိုင်လာခဲ့တဲ့ဘဝကိုအကျင့်ကျင့်တုံ့တက်ကြည့်ပါ ့5မိနစ်အတွင်းမှာသုံးသပ်ရတာဖြစ်တဲ့အတွက်ကြောင့်တစ်ချိန်ဖြစ်ဖြစ်နဲ့နှစ်ချိန်ဖြစ်ဖြစ်နဲ့ဒါပေမဲ့များများသုံးသပ်နိုင်လေကျွန်တော်တို့ရဲ့အုံနောက်ကခြေလင်လာလေခုခုကိုတိတ်လာနေတယ်ဖြစ်ပါတယ်အဲ့တော့ညီကုန်းချုပ်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီသုံးချက်တည်းပါနံပါတ်၁ကရှစ်သိန်းရှစ်ထုပ်ကို20ကျင်းကီလိုအမှတ်ဖြစ်ပါတယ်။နံပါတ်၂ကတော့ကျွန်တော်ခန္ဓာကိုယ်ကိုစကန်ဖတ်တဲ့အနေနဲ့ဖြစ်ပါတယ်။ က်တဲ့အလုပ်ကိုကောင်းကောင်းအောင်မြင်အောင်လုပ်ပြီးလုပ်ပြန်ပါမယ်ဖြစ်ပါတယ်လို့ပြောရင်းနဲ့ကျွန်မကဒီနေ့ဗီဒီယိုလေးကိုထားတဲ့အဆုံးသတ်လိုက်ပါတယ်အဲ့တော့ကျွန်မရဲ့ဗီဒီယိုလေးတွေကိုလည်းစဉ်းစားကြည့်ပြီးတော့ like နဲ့ subscribe ပေးသွားကြပါလို့ကျွန်မကမေတ္တာရပ်ချင်ပါတယ်နောက်ထပ်ကောင်းတဲ့ဗီဒီယိုလေးတွေ motivation ဗီဒီယိုလေးတွေကိုဆက်နေနေတဲ့အခါမှာဆက်နေနေတဲ့ချိန်တိုင်းကြည့်ဖို့ဗီဒီယိုလေးတွေကိုကျွန်မကခံစားမှာဖြစ်ပါတယ်လို့ပြောရင်းနဲ့ 이동 초월할 때 남의 말을 받는 70배 전에 지수나 실제 때